ဒီလိုကြောင့်နိုင်ငံကျော်တတိယနေရှင်ကစေတနာကောင်းသူဖြစ်သက်မဲ့ခံနေရတဲ့တိုးအောင်တိုးအောင်ကနိုင်ငံသားမှာအိမ်မော်လို့လုပ်ခဲ့ရတယ်လို့ပယံစေတုပ်အလုံးနဲ့အတံမွေးဝမ်းကြောင်းပြုခဲ့ရတာဖြစ်ပါတယ်။ဒီလိုအလုံးနဲ့ရှင်သန်ခဲ့ရတာကြောင့်တိုးအောင်ကလူကျင်တန်းကျင်တာတော့မလူခဲ့ရပါဘူး။ဆယ်လီဖြစ်အောင်မြင်လာတဲ့အချိန်မှသာတိုးအောင်ထဲဆိုင်လေးဖွင့်ကအောင်မြင်လာခဲ့တာပါ။အခုဆိုရင်တိုးအောင်ရဲ့ထဲဆိုင်လေးကဆိုင်ခွဲပေါင်း၃ဆိုင်အထိဖွင့်ထားနိုင်ပါပြီ။အထဲဆိုင်၃ဆိုင်တော့ဖွင့်လာနိုင်ပြီဖြစ်တဲ့အတွက်တိုးအောင်ကအရင်ကထက်အများကြီးအဆင်ပြေလာပါတယ်။ တိုးအောင်ကအစဉ်ပြေလာတဲ့အချိန်မှာအလူတန်းတွေကိုလည်းတောက်လျှောက်လုလာခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ကလည်းဘိုးမရဲ့အလူရှင်ပြုတ်ပွဲကြီးမှာတိုးအောင်ကသွားခဲ့ပါတယ်။တိုးအောင်ကအဆိုပါပွဲမှာအလူလှည့်လည်းပါပေးတယ်လို့အလူရှင်နေနဲ့ဤသူပြောရွှင်နေခဲ့တာပါ။ဒါအပြင်တိုးအောင်ကအလူရှင်နေငွေကျဲချိန်မှာလည်းသူကပါဝင်းကူကငွေကျဲကပေးခဲ့တာပါ။ဘိုးမတို့ကသူတို့ရဲ့အလူကံမန်းတန်းနှစ်ထပ်ကနေအောက်ကလူတွေကိုငွေတွေကျဲနေခဲ့တာဖြစ်ပါတယ်။ဒါတို့တိုးအောင်ကလည်းလှူကျင်တာကြောင့်တထောင်းနဲ့နေနဲ့ငွေကျဲခဲ့တာပါ။ သူ့အလိုမဟုတ်တာတော့ငွေကျဲတာကြောင့်လူအများကလည်းစေတနာကောင်းတယ်လို့ချီးကျူးနေကြတာပါဒါအပြင်တိုးအောင်ကနိုင်ငံကျော်မင်းသမီးတယောက်ထက်တောင်စေတနာပိုကောင်းတယ်ဆိုပြီးတော့ချီးကျူးခံနေရပါတယ်အတောင်းရင်ကတော့အဆိုပါနေ့မှာပဲဝမုံရွှေကလည်းခင်မွန်ဖြစ်သူကိုနိုင်ဖြိုးကျော်နဲ့အတူအလူလေးလှုပ်ခဲ့ပါတယ်ဖုံးကြီးเจ้าမှာလူသွားလှုပ်တာဖြစ်ပြီးတော့အလူပြီးတဲ့အချိန်မှာဝမုံရွှေက900ရံနဲ့1000ရံတွေကိုကျဲပေးခဲ့တာဖြစ်ပါတယ် ဝမုံရှိန်နဲ့ကိုနိုင်ဖြိုးကျော်တို့ကဒိဋ္ဌိကျချမ်းသာတဲ့သူတွေဖြစ်တာမို့အခုလို900ရက်လောက်နဲ့ငွေကျဲတာမြင်ရတဲ့အတွက်အားလုံးကအံ့အားသင့်နေကြတာပါတရက်ထဲမှာငွေကျဲကလှူနေခဲ့တဲ့တိုးအောင်နဲ့ရှင်းလိုက်ချိန်မှာပို့ပြီးတော့အံ့အားသင့်စရာဖြစ်သွားတာပါတိုးအောင်လို့စင်းရဲတဲ့ဘဝကနေငွေကျဲအစဉ်ပြေကားစားရှိတဲ့သူကတော့အများကြီးကျဲကသဒ္ဓါတရားကောင်းနေတာမို့ချီးကျူးနေကြတာဖြစ်ပါတယ် တူအောင်ကဆင်းရဲခဲ့တဲ့အချိန်တုန်းကမလူခဲ့ရလို့အစဉ်ပြေလာချိန်မှာအလူလုံမယ်လို့သာအမြဲတွေးထားတာပါ။ဒါကြောင့်မို့အထည်ဆိုင်တဆိုင်ဖွင့်ကအစဉ်ပြေစားချိန်မှာပဲတူအောင်ကရှင်ပြုအလူပွဲကြီးကိုကျင်းပခဲ့သေးတာပါ။မိခင်ဖြစ်သူဟာဆင်းရဲလုံးလို့လှူကျင်တာတော့မလူခဲ့ရတဲ့အတွက်သူ့ဘက်ကနေအလူတန်းအရင်လုပ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်တူအောင်ကဝန်ထမ်းတွေပေါ်မှာလည်းတရားတရားအရန်ကိုကောင်းတာပါ။သူ့ဆိုင်မှာအလုပ်လုပ်တဲ့သူတွေဆိုရင်လည်းတဒန်းကြီးတွေကိုဆက်ဆံတာဖြစ်ပါတယ်။ တိုးအောင်ကတခြားသူတွေရဲ့အခက်အခဲကိုမြင်ရင်ကိုညီတတ်တဲ့သူဖြစ်တာမို့အားလုံးကချီးကျူးနေကြတာဖြစ်ပါတယ်။တဖက်ထိတ်တန်းမင်းသမီးလည်းဖြစ်တယ်လို့နိုင်ငံကျော်ချမ်းသာသူတွေလည်းဖြစ်ပေမဲ့ကဆေးနေတာကြောင့်လူတွေကတိုးအောင်နဲ့ရှင်ကပြောဆိုနေကြတာဖြစ်ပါတယ်။တိုးအောင်ကတော့ကြီးကြီးတက်ချမ်းသာတဲ့သူမဟုတ်ပေမဲ့လည်းအစဉ်ပြေလာချိန်မှာအလူတန်းလှုပ်ဖို့သာဆရာထက်တန်နေတာဖြစ်ပါတယ်။တိုးအောင်ကဘုံမားတို့အလူမလည်းအလူတန်းတွေအများကြီးလောက်ကကူညီနေတာပါ။တိုးအောင်ကရှင်ပြူပွဲကြီးကျင်းမကချင်းငင်တဲ့လှူရတာကိုအယံကိုကြိုက်တာပါ။ ဒါအပြင်ရွှေမိုးငွေမိုးကျဲရတာကိုလည်းသဘောကျသူဖြစ်တာမို့သူရှိရင်ရှိသလောက်နောက်လည်းလှူသောင်းမှာဖြစ်ပါတယ်။ချမ်းသာသူတွေနဲ့ဆင်းရဲသူတွေမှာတရားတရားကောင်းသူတွေကဆင်းရဲသူတွေဆိုတဲ့စကားကလည်းတခါတလေမှပုံမှန်နေတတ်တာပါ။အကြောင်းရင်းကတော့ချို့တဲ့ခက်ခဲဘူးသူကချို့တဲ့အရာတာနဲ့လောကဒဏ်ကိုကောင်းကောင်းကြီးနားလေတာမို့ကိုချင်းစာတရားနဲ့ပို့ပြီးတော့ကူညီဖြစ်တတ်တာကြောင့်ဖြစ်ပါတယ်။တူအောင်ကိုစေတနာကောင်းသူဖြစ်မြင်လားဆိုတာပြောပြခဲ့ပါအောင်ရှင်။ကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်။